ကိုပိုင်စီးပွားရေးလုပ်တယ်ဆိုတာလွယ်သလားခက်သလားယာမတကယ်တော့ပြကျွန်တော်ဒီ comment လေးကိုတွေးလို့ဒီ video လေးလုပ်ချင်တာစိတ်ကူးနဲ့လက်တွေ့ရတော်တော်ကွာတယ်နော်တဲ့ အားလုံးမင်္ဂလာပါစီးစီးရနေပြန်လည်းကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့ marketing ဘက်ကိုတိုးတက်အောင်ပုံညီပေးနေတဲ့အောင်ကိုဖြစ်ပါတယ်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုတာကလွယ်သလားခက်သလားလို့ပြောရင်လွယ်လဲလွယ်မနေသလိုခက်လဲခက်မနေပါဘူးအရင်လည်းမလွယ်သလိုအရင်လည်းမခက်ဘူးပေါ့ကျွန်တော်ကခုလိုမျိုးစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးနေတယ်ဆိုတာကကိုရောမားတို့အနေနဲ့လုပ်ငန်းတစ်ခုစလုပ်မယ်အချိန်မှာစင်ငန်းတော်တော်ဆွတ်လုပ်တာမျိုးမဟုတ်ဘဲနဲ့စဉ်းစားတင်တာစဉ်းစားလို့ရအောင်ချင်းချင်းတင်တာချင်းချင်းလို့ရအောင် တွေးဆတဲ့လားတွေးဆလို့ရအောင်ကျွန်တော်ကကျွန်တော်တွေ့ကြုံမှုတွေအတွေ့အကြုံလေးတွေနဲ့ကျွန်တော်ဖတ်ခဲ့မှတ်ခဲ့မှုတွေစာတွေနဲ့ကျွန်တော်ကပြန်ပြောပြပေးနေတာဖြစ်တယ်ရိုးရိုးလေးစဉ်းစားကြည့်လိုက်ရင်သူများစီမှာလောက်တာတဲ့ကိုဟာကိုလောက်တာကပိုကောင်းတယ်ဆိုတာက physically ရမှန်တယ်ဒါပေမဲ့တကယ်တကယ်ကိုဟာကိုလောက်တော့မယ်အချိန်မှာစဉ်းစားသုံးသပ်ဆုံးဖြတ်ရတဲ့အရာတွေအများကြီးပဲကျွန်တော်ပြောနေတဲ့ဗီဒီယိုတွေကအကိုတို့အမားတို့ရဲ့စီးပွားရေးလှုပ်ချင်စိတ်၊ကံကျင်စိတ်တက်ကြွနေတဲ့စိတ်သက်တွေကို motivation တွေကြာသွားအောင်ကျွန်တော်ပြောနေတာမဟုတ်ကျွန်တော်ပြောနေတဲ့အရာတွေကစဉ်းစားသုံးသပ်ဆုံးဖြတ်ဖို့ race တွေရှိရဆိုလို့ရှိရင် calculated race ပေါ့အသေးစားတွက်ချက်ပြီးတော့မှပြင်ဆင်ပြီးတော့မှလုပ်ဖို့ဆိုတော့စိတ်ကူးနဲ့လက်တွေ့ဘဝကတော်တော်ကွာတယ်ဆိုတော့ तू အဲ့ဒါကိုပြောချင်တာပါအတွေ့ထဲမှာတော့တွေ့ရေးကတော့ဆက်သတိပြကျွန်တော်တို့ကစီးပွားရေးလုပ်မယ်အဲ့လိုတွေးလိုက်တာကတော့အများကြီးပဲဗျဒါပေမဲ့တကယ်တကယ်ကျွန်တော်တို့လုပ်တဲ့အခါ customer ထိုင်ညှော်နေရတဲ့အပိုင်းအခြားတစ်ခုကိုကြုံကိုကြုံရတယ်အဲ့ဒါက ို pre-marketing မကောင်းတဲ့လူတွေပို့ပြီးတော့ကြုံရတယ်ပေါ့နော်တကယ်လို့ကိုက personal branding နဲ့ကောင်းတယ် marketing နဲ့ငိုလုပ်ငန်းမလုပ်ခင်ကလေးအချို့ပြီးတော့လှုပ်ထားရဲဆိုရင်တော့ customer မျောရတဲ့ဒုက္ခလာတယ်ကင်းလို့တယ်အဲ့လိုမဟုတ်ရင်တော့ဆိုင်ရေးဖွင့်ပြီးငါတို့ထားပြီးတော့ customer မျောနေရတဲ့အဲ့ပြဿနာရှိရအဲ့ဒါလေးကျွန်တော်တို့၃လလည်းဖြစ်နိုင်တယ်၆လလည်းဖြစ်နိုင်တယ်၈လလည်းဖြစ်နိုင်တယ်ကံမကောင်းရင်တစ်နှစ်လည်းဖြစ်နိုင်တယ်တော်ကလို့မအားလို့နေစီပတ်တစ်ခုလုံးတော့မယ်ဆိုလို့ရှိရင်မလုတ်ခင်ကလေးကကြိုတင်ပြီးတော့ပြင်ဆင်ပြင်ဆင်ပြီးတော့တွက်ချက်တွက်ချက်ပြီးတော့ကို့မှာရှိတဲ့အနေထားနဲ့ကိုလုံးနိုင်တဲ့အနေထားနဲ့ အဲအဲ့ဒါလေးကိုအားလုံးပြင်ဆင်ပြီးတော့မှလောက်တာကတော့ပို့ပြီးတော့ rings နဲ့ပါလေအဲ့လိုမဟုတ်လို့ရှိရင်ပတ်စံဘလောက်ရှိလို့ရှိလို့ရှိရင်တော့မလုပ်လို့ရပြီဆိုပြီးတော့အားအားပါတက်ကြွချက်ပါအဲ့ဒါကြီးနဲ့လုပ်လိုက်လို့ရှိရင်ဘာမှမပြင်ဆင်ထားရင်လမ်းခွလမကာရကြီးဖြစ်မှာသူတို့ဒါပေမဲ့ကျွန်တော်ကတရားလေးကိုသာပြောနေရပါကျွန်တော်စပြီးတော့လုပ်ခဲ့တဲ့အချိန်မှာဘာအတိဘာ knowledge မှမရှိဘူးလုပ်ချင်းစီတခုတည်းနဲ့လုပ်ခဲ့တယ်ပန်းလာကြီးလည်းရှိတယ်မလာကြီးလည်းရှိတယ်ဂွမ်းလာကြီးလည်းရှိတယ်ပေါ့ဒါပေမဲ့အတိုင်းလာတစ်ခုထိကျွန်တော် brand ကို 10နှစ်ကျော်ရည်တည်ပြီးတဲ့အချိန်မှာနောက်ထပ် brand လေးကိုလည်း5-6နှစ်ရည်တည်ပြီးတဲ့အချိန်မှာတော့ကျွန်တော်မှအတိုင်းအတာကုတီအတွေ့အကြုံတွေရှိသွားပြီအတိုင်းအတာကုတီလည်းလဲပတ်သွားတဲ့အခါကျွန်တော်ဒါတွေကိုပြန်ပြီးတော့တင်နာလဲတော့ sharing လုပ်ပေးနေတာဖြစ်တယ်။အားပြောပြောကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့လူတွေအားလုံးကိုအားပေးတယ်။ဒါပေမဲ့ကျွန်တော်တို့ single တော်တို့မဖြစ်အောင်ကျွန်တော်တင်နာလဲတာလေးကိုပြောင်းဝင်ပေးနေတာဖြစ်ပါတယ်။မင်းစတို့တို့လည်းကြိုးရှိမယ်လို့ကြည့်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲ။ကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ဗျာ။